ပရိသတ်များအားလုံးပဲမင်္ဂလာပါခင်ဗျာ။ထိုင်းနိုင်ငံဘန်ကောက်မြို့မှာရှိတဲ့လမ်မနီအားကစားကွင်ကြီးတွေကိုတွားရောက်ပြီးတော့ online and sign ရဲ့ professional ကစားသမားပွားနောက်ဆုံးနှုတ်ဆက်ပွဲကိုတက်ရောက်ကြည့်ရှုအားပေးဖို့ပြင်ဆင်ထားတဲ့ Veronica ဟာဒီနေ့ညပိုင်းမှာတော့ online and sign ကိုတွားရောက်တွေ့ဆုံပြီးတော့ကားဝပြုခဲ့ပါတယ်။ပြောမယ်ဆိုရင် Veronica ဟာ online and sign ကိုအကူတယောက်လိုရောတငယ်ချင်းမိတ်ဆွေတယောက်လိုရောဆရာတယောက်လိုရော ဒေသသမှုထားရှိတဲ့သူပါဒီနေ့နေ့လည်းမှာဆိုရင်လဲထွန်းထွန်းမင်းကအွန်လိုင်းအဆန်ကိုတော်ရောက်တွေ့ဆုံပြီးမနက်ဖြန်မှာထုံးမဲ့ professional ကသာသမာဘုရားနောက်ဆုံးနှုတ်ဆက်ပွဲမှာနိုင်ပွဲအရောက်နိုင်ပါစေကြောင်းဆုတောင်းပေးခဲ့တဲ့ပေါ်လီပြီးတော့မြန်မာနိုင်ငံကလူတွေအားလုံးဟာအွန်လိုင်းပတ်မှာရှိနေမှာပါအွန်လိုင်းကိုအပိတ်နေမှာပါဆိုတာလဲထွန်းထွန်းမင်းကပြောခဲ့တဲ့ပေါ်လီ Veronica ကတော့အွန်လိုင်းအဆန်ကို တိုင်းပြည်အတွက်လုပ်ပေးခဲ့တဲ့မြအရာရာကို ယေရှုတင်ပါတယ်လို့ဒီကနေပြောချင်ပါတယ်ဆိုပြီးပို့စည်းသားလွှင့်တင်ပြောထားလေးလဲကျွန်တော်တို့တွေ့ခဲ့ရတယ်ခမဗရိုနီကာဆိုရင်လည်းလာမက်နွန်ဘာလမှာပွဲထိုးရတော့မယ်အစောပိုင်းကဗရိုနီကာကိုမဖိုင်နိုင်မှာပွဲတည်ပေးထားတယ်နွန်ဘာလ၈ရက်နေ့မနက်ပိုင်းမှာထိုးရမယ်လို့အချိန်စရာထွက်ခဲ့တယ်ပေါ့လေဒါပေမဲ့အခုတော့ဗရိုနီကာရဲ့ပြောကြချက်အရပွဲကနွန်ဘာ9ရက်ညမှာကျင်းပမယ်1 Friday 5C ကိုကူပြောင်းရှိသွားပြီလို့ကျွန်တော်သိရှိရပါတယ်ခင်ဗျ အဲ့တော့ဘရိုနီကာရဲ့ပွဲစဉ်ဟာဘလို့အနေထားနဲ့ပါဝင်လာလိမ့်မယ်ဆိုတော့ကျွန်တော်စောင့်ကြည့်ရပါလိမ့်မယ်။ဘာကြောင့်လဲဆိုတော့အခုမတိုင်ခင်က Junior Fighters နဲ့ Bronica ထိုးခဲ့တော့မှာပေါ့လေ။ Bronica ကိုဒုကောင်ပွဲစဉ်နေရာမှာ1ငါပေးခဲ့တာမျိုးရှိလို့ပါပဲ။ဒီပွဲစဉ်က Bronica အတွက်ပထမဆုံး Kickboxing ပွဲစဉ်ဖြစ်လာမယ်။ Kickboxing မှာနာမည်ရပြီးသား Fighter တယောက်ဖြစ်တဲ့ Max နဲ့ပွဲထူရမှာခင်ဗျ။အဲ့ပွဲမှာသာ Bronica အနေနဲ့နိုင်ပွဲရအောင်နိုင်မယ်ဆိုရင်တော့သူမအတွက်လည်း Champion ကပတ်စီရှိတဲ့ရလမ်းဟာ တကယ်ကိုပုံပေါ်လာတော့မှဖြစ်ပါတယ်ခင်ဗျပြီးပြင်ဖြစ်လာလိမ့်မယ်လို့ယူဆပါတယ်ပြီးတော့ Stanford Desk ကိုရန်ကလည်း Bronica နဲ့တနေ့နေ့မှာပွဲထိုးကျင်တယ်လို့ပြောထားတော့အဲ့ဒီအနေထားကလည်းစောင့်ကြည့်ကြည့်ကြကောင်းနေပါတယ်အခု Bronica က online ဆန်ညိုသွားတွေ့ဆုံတယ်ပြီးတော့သူ့ရဲ့ဆရာလိုရောအကိုလိုရောခင်မင်းရဲ့သူကိုကာရဝပြုတယ်ပြီးတော့သူမကဘလို့ post ရေးသားလွှင့်နေထားတယ်လဲဆိုတော့ online အဆန်းကိုပြန်တွေ့ခင်ရတဲ့အတွက်အယံဝမ်းသာပြီးကျေးဇူးတင်မိပါတယ် သူကအောင်မြင်မှုသာမက သူရဲ့နှိမ့်ချမှု လူတိုင်းအပေါ်အမြဲတမ်းလေးစားမှုနဲ့ကျေနာမှုတွေကိုငါတို့ကိုတုံသင်ပြသခဲ့တယ်။သူကတနိုင်ငံလုံးကိုလည်းလှုပ်ဆော်ပေးခဲ့သေးတယ်။မြန်မာနိုင်ငံကိုကမ္ဘာအဆင့်ကိုတက်လှမ်းပြီးအမြင့်ဆုံးအဆင့်မှာရှင်ပြန်နိုင်ကြောင်းပြသခဲ့တယ်။သူကငါတို့အလိုအပ်ဆုံးအချိန်မှာမျှော်လင့်ချက်တွေပေးခဲ့တယ်။သူကမြန်မာသမိုင်းမှာဒဏ္ဍာရီနဲ့ထာဝရအစိပ်ပိုင်းတစ်ခု ဖြစ်လာခဲ့ပြီ။ငါနဲ့ငါတို့တိုင်းပြည်အတွက် မင်းလုပ်ပေးခဲ့သမျှအတွက်ကျေးဇူးတင်ကြောင်းဒီကနေ့ပြောချင်ပါတယ် God bless you always and love you brother ဆိုပြီးတော့ Veronica ကရေးသားလွှင့်နေထားပါတယ်ခင်ဗျာဟုတ်ကဲ့ online ဆန်နေနဲ့အခုလိုအပိဝိုင်းရမှုနဲ့တူမနက်ဖြန်မှာနိုင်မွေးရိုက်ပြီးတော့ပရိသတ်တွေကိုရောသူ့ကိုချစ်ခင်သူတွေကိုရောအလှပါဆုံးနှုတ်ဆက်နိုင်ပါစေလို့ဒီနေ့အားနေ့ဆုတောင်းပေးလိုက်ပါရခင်ဗျာကြည့်ရှုအပိရပရိသတ်အားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါရခင်ဗျာ